မင်္ဂလာပါရှင်၂025ခုနှစ်ဧပြီလ9ရက်နေ့ရက်ညနေခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်။ကျွန်မကတော့မို့မို့ပါရှင်။အင်ကပူမြို့နယ်မှာစစ်တပ်ကလေရင်နဲ့ဘုံကျဲနေပြီးစစ်ကောင်စီကသာယာယီအပြစ်ခတ်ရက်စဲမှုကိုလိုက်နာကာတိုင်းရင်းသားတွေကချိုးဖောက်နေတယ်လို့ဇော်မင်းထွန်းကနေ့စဉ်ပြောနေပြန်ပါတယ်။မြန်မာပြည်သူ18တန်းခန့်ငြိမ်ငြိမ်ဘေးတင်ခဲ့ရတယ်လို့ကုလကခန့်မှန်းထားပါရဲ့ရှင်။ စစ်ရှောင်စခန်းမှာကလေးငယ်၃ဦးကို အာရမပြုကျင့်တပ်ဖြတ်ခဲ့တဲ့တရားခံကို KIO ကတည်တံစီရင်လိုက်ပါပြီ။တပိတ်ကျင်း9မိုင်တိုက်ပွဲမှာမိုးကုတ်ပါကဖရဲဘော်၂ဦးကြာဆုံတယ်လို့သိရပါဗျ။ညောင်တုံးမှာစစ်တပ်ထောက်ခံသူရာအိမ်မှုက လူငယ်၂ဦးကို သူ့ကိုခွန်တုပ်ပြန်တယ်လို့ဆိုကာဓာတ်နဲ့ထိုးတယ်လို့သိရပါဗျ။အုပ်ပုံမှာလူငယ်တွေကိုစစ်မှုထမ်းခိုင်းရာ ပေါ်တာဆွဲဖမ်းဆီးရာမှာပါဝင်နေသူရာအိမ်မှု ူစောတီခေါင်းဆောင်ဖိုးဖြူပြစ်ခတ်ခံရပြီးတိစုံခဲ့ပါတယ်။ဒီသတင်းနဲ့အတူဒီကနေ့ညနေခင်းရဲ့ထူခြားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်။ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့အေယာဝတီတိုင်းအင်ကပူမြို့နယ်အတွင်းကိုယနေ့နှစ်နှစ်အစောပိုင်းစစ်ကောင်စီကလေရင်နဲ့ဘုံကျဲတိုက်ခိုက်ခဲ့ကြောင်းဒေသပြည်သူတွေကပြောဆိုပါတယ်။ယနေ့ဧပြီလ9ရက်နေ့နှစ်နှစ်အစောပိုင်းမှာတိုက်လေရင်နဲ့ဘုံများနှစ်ကြိမ်ကျဲချသွားကအင်ကပူမြို့နယ်ရှိတောအုပ်များအတွင်းကိုဘုံများကျဲချသွားတယ်လို့ဆိုပါတယ်။ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲအင်ကပူမြို့နယ်အတွင်းမှာစစ်ကောင်စီကလေရင်နဲ့ဘုံကျဲခြင်းဖြစ်ကြောင်းလည်းသိရပါဗျ။တိုက်ပွဲဖြစ်ပွားတာမျိုးမကြားမိဘူး။လေရင်တွေ လာပြီးတော့ခဏကြာတော့ဘုံကျဲချတန်နဲ့ပောက်ကွယ်တန်တွေကြားရတာပဲလို့အင်ကပူမြို့နယ်မှာစစ်ရေးသတင်းမြစ်ကပြောဆိုပါဗျ။အင်ကပူမြို့နယ်အတွင်းမှာရခိုင်ရက်တွေကအေးအေးဥဆောင်တဲ့ဒေါ်လာရေးတက်တွေနဲ့စစ်တပ်အကြားထိတွေ့မှု ဖြစ်ပွားခဲ့ပြီးစစ်တပ်ရဲ့လုံခြုံရေးကင်းစကန်တွေကိုစက်တိုက်ဆွန့်ခွာမှုတွေရှိနေကြောင်းလည်းသိရပါဗျ။အတန်းဖတ်စစ်ကောင်စီက အပြစ်ရက်ကျင်ညာပြီးလေကြောင်းတိုက်ခိုက်မှုများလှုပ်ဆောင်နေတော့လဲနေ့စဉ်သတင်းထုတ်ပြန်ရမှာစစ်တပ်ကသာအပြစ်ရက်ကျင်ညာချက်ကိုလိုက်နာပြီးတိုင်းရင်သားလက်နက်ကင်တွေကချိုးဖောက်နေတယ်လို့စစ်ကောင်စီပြောခွင့်ရဇော်မင်းထွန်းကစက်တိုက်ပြောဆိုနေပါတယ်ဧပြီလ9ရက်နေ့မှာ KIA TNL AA KMDF KNPP နဲ့ PDF တပ်တွေကစစ်တပ်ရဲ့အပြစ်ရက်ရေးကျင်ညာချက်ကိုချိုးဖောက်ကစခန်းနဲ့စစ်ကြောင်းတွေကိုတိုက်ခိုက်ခဲ့ကြောင်းဇော်မင်းထွန်းကဆိုပါတယ် အကြံဖတ်စစ်ကောင်စီကဧပြီလ2ရက်နေ့မှဧပြီလ22ရက်နေ့အထိငလင်ဘေးတင့်မြောက်ကိုကယ်ဆယ်ရေးနဲ့ပြန်လည်ထူထောင်ရေးအတွက်ယာယီအပြစ်ခတ်ရက်ဆိုင်ထားမည်ဖြစ်ကြောင်းကြေညာခဲ့တော်လဲလက်တွေမှာစစ်ကြောင်းထိုးခြင်းလေကြောင်းတိုက်ခိုက်ခြင်းတွေကိုစစ်တပ်ကလှုံ့ဆော်နေကြောင်း NUG အပါအဝင်တော်လှန်ရေးတပ်ဖွဲ့တွေကသတင်းထုတ်ပြန်ထားပါတယ်ရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ခမ်းမန်းကြီးမြမပြည်သူ18တန်းခန့်ငင်းငလင်ဘေးတင့်ခဲ့ပြီးနိုင်ငံတကာရဲ့အကူအညီအရေးတကြီးလိုအပ်နေတယ်လို့ ုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာအကြီးအကဲတွန်ဖလက်ချာကပြောပါတယ်။သူကမြန်မာနိုင်ငံရဲ့ဒုတိယအကြီးဆုံးမြို့တော်မန္တလေးနဲ့အုပ်ချုပ်ရေးမြို့တော်နေပြည်တော်ကိုတွားရောက်ခဲ့တယ်လို့ကုလသမဂ္ဂလူသားချင်းစာနာမှုရေးရာညှိနှိုင်းဆောင်ရွက်ရေးယုံ အကြီးအကဲတွန်ဖလက်ချာကပြောပါတယ်။မြင်းကလင်းဘေးတင်ပြည်သူတွေဟာနေစရာတွေရွက်ပြန့်တဲတွေနဲ့တောက်ရည်တွေအရေးတကြီးလိုအပ်နေတယ်လို့လည်းသူကဆိုပါတယ်။မြန်မာစစ်တပ်နဲ့ဒီမိုကရေစီအင်အားစုတွေကြားတိုက်ပွဲတွေကြောင့် အဖွဲ့တဖွဲ့ထွက်ပြေးခဲ့ရတာကိုသူမြင်တွေ့ခဲ့တယ်လို့လည်းစက်ပြောထားပါတယ်။ငလင်ဘေးတင့်ပြည်သူတွေဟာစိတ်ဒဏ်ရာရရှိနေပြီးသူတို့ခုံလုံးရနေရာတွေဟာမြင်းငလင်ကြောင့်ပျက်စီးခဲ့ရတယ်လို့တွန်ဖလက်ချာကပြောပါတယ်။မြင်းငလင်ဘေးမှာအသက်ရှင်သူတွေအတွက်နိုင်ငံတကာပံ့ပိုးကူညီကြဖို့သူကတောင်းဆိုခဲ့ပြီးငလင်ဘေးတင့်ပြည်သူတွေကို၆ပန်းပိုးရန်ပုံငွေနှဲပါနေတယ်လို့လည်းဆိုပါတယ်။ဂျပန်စစ်ဘက်ဆိုင်ရာအဖွဲ့တစ်ခုက တောက်ကြနေကမန္တလေးမြို့မှာရှိတဲ့ယာယီစေကံတစ်ခုမှာငလင်ဘေးတင်ပြည်သူတွေအတွက်စေကူတာပေးမှုတွေစတင်ခဲ့ပါတယ်ရှင်။ဆလဘီကချင်လွတ်လပ်ရေးအဖွဲ့ကချင်လွတ်လပ်ရေးတံတား KIO KIA ဌာနချုပ်လိုင်ဇာမြို့အနီးဂျေယန်စစ်ချောင်းစခန်းမှာကလင်းငယ်တုံးဦးကိုဖမ်းဆီးအာမပြုကျင့်တပ်ဖြတ်ခဲ့တဲ့တရခံကိုအမြင့်ဆုံးပြစ်ဒဏ်အဖြစ်ဒေဒန်စီရင်ချမှတ်ခဲ့တယ်လို့ KIO KIA သတင်းပြန်ကြားရေးဌာနကထုတ်ပြန်ထားပါတယ်။ စနစ်ဝင်ကျင်ရှိတဲ့မူလတန်းကျောင်းသူ၃ဦးကိုအသက်25နှစ်အရွယ်အုံဆောင်ဒရဲဆိုသူကယခု2025ခုနှစ်ဖေဖော်ဝါရီလ22ရက်နေ့မှာဖမ်းဆီးပြီးတပ်ဖြတ်ခဲ့တာပါအဲ့ဒီတရားခံကိုဖေဖော်ဝါရီလ25ရက်နေ့ညမှာဖမ်းမိခဲ့ခြင်းဖြစ်ပြီးအမှုအတော်တီးတန့်ဖွဲ့စည်းထားတဲ့တရားရုံးကမတ်လ29ရက်နေ့မှာအမြင့်ဆုံးပြစ်ဒဏ်အဖြစ်တည်တံအမိတ်ချမှတ်ခဲ့ရာဧပြီလ9ရက်နေ့မှာတည်တံစီရင်ခဲ့တယ်လို့ KIO KIA ကအတည်ပြုထားပါတယ် ဖြစ်စဉ်ကကလေးငယ်တအူးကိုလဲပင်ကျိုးဆွဲချတတ်ထားတဲ့အနေအထားရှာတွေ့ခဲ့ပြီးကျန်တအူးကိုတော့ရေကန်နဲ့နှစ်သက်ထားတဲ့အသက်မဲ့ခန္ဓာတွေကိုရှာတွေ့ခဲ့ပြီးရုပ်အလောင်းမှာရိုက်နှက်နှိပ်စက်ခံထားရတဲ့ဒဏ်ရာတွေကိုလည်းတွေ့ရှိထားတယ်လို့ဆိုပါတယ်။တပ်ဆိုင်ရာမှုကင်ဆရာဝန်များစစ်ဆေးချက်အရာအာရမပြုကျင့်ခံထားရတဲ့တပ်သေးတွေတွေ့ရှိကြောင်းလဲ KIO KIA ကဖော်ပြထားပါတယ်။အဆိုပါတရားခဏ်က KIA တပ်မှစစ်စီကံချိုးဖောက်လို့ထုတ်ပယ်ခံရဘူးသူဖြစ်ပြီး ထောင်ချခဲ့ဘူးသူဖြစ်ကြောင်းလဲ KIO KIA ရဲ့သတင်းပြန်ကြားရေးဌာနမှဖော်ပြထားပါတယ်။ JN စစ်ဆောင်စခန်းဟာ2012ခုနှစ် KIA နဲ့စစ်တပ်အကြားကချင်ဒေသတကြောပြန်စစ်ပွဲစတင်ချိန်ကတည်းကကချင်ပြည်သူများစစ်ဘေးတန်းရှောင်နေထိုင်တဲ့စခန်းဖြစ်ပါတယ်ရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့မန္တလေးတိုင်းတပိတ်ကျင်းမြို့နယ်ကစစ်ကောင်စီရဲ့စစ်တင်တန်းကြောင်းရှိတဲ့ ခုနှစ်မိုင်ကျေးရွာတိုက်ပွဲမှာစစ်ကောင်စီတပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်မိုးကုံမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ပါကဖားကရဲဘော်နှူးကြာဆုံးခဲ့တယ်လို့တော်လန်ရေးတပ်တွေထံကလည်းသိရပါဗျ။ဧပြီလ3ရက်နေ့ကခုနှစ်မိုင်မှာတိုက်ပွဲတွေဆက်လက်ဖြစ်ခဲ့ပြီးစစ်ကောင်စီကလေကြောင်းတိုက်တာကြောင့်မိုးကုံပါကဖား32နှစ်အရွယ်ချိုတပ်ပိုင်ခေါ်ရဲဘော်ပိုင်ကြီးနဲ့28နှစ်အရွယ်အောင်ပြေဆုံးခေါ်ရဲဘော်ဆွဲဆုံးတို့ကြာဆုံးပြီးနောက်ထပ်ရဲဘော်နှူးလည်းဘုံစားထိမှန်တန်ရာရရှိခဲ့တယ်လို့သိရပါဗျ။ စစ်ကောင်စီတပ်က drone နဲ့ဘုံးသီးတွေကျဲချခဲ့ပြီးနောက်မီးလောင်ဘုံးတွေပါကျဲချခဲ့တာလို့လည်းသိရပါဗျ။နောက်ဆုံးလေရင်နဲ့အရင်လာကျဲပြီးထိုးစစ်စင်တိုက်လာတော့တိုက်ပွဲကတနအီလောက်ကြာတယ်။လေရင်နဲ့ကျဲတဲ့အချိန်မှာကျွန်တော်တို့ရဲဘော်၂ယောက်ကဘုံးထိပ်ပြီး group ကျင်းထဲမှာ dead body ပြန်မကောင်းနိုင်အောင်ဖြစ်သွားတယ်။ကျွန်တော်တို့လည်းပြန်ဆုံးလိုက်ရတယ်လို့ရှေ့တော်ရဲဘော်တအူးကပြောပါဗျ။လက်ရှိမှာလည်းတပိတ်ကျင်းမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့တော်လှန်ရေးပူးပေါင်းတပ်တွေနေ့စဉ်တိုက်ပွဲဖြစ်နေပြီးစစ်ကောင်စီဘက်ကလက်နက်ကြီးလက်နက်ငယ်ဒရုန်းတွေနဲ့နေ့စဉ်တိုက်ခိုက်နေတာလို့လည်းဆိုပါရယ်။တော်လှန်ရေးတပ်ဖွဲ့တွေသိမ်းပိုက်ထားတဲ့တပိတ်ချင်းမြို့နဲ့ခုနှစ်မိုင်သာဝေးတဲ့ခုနှစ်မိုင်ကျေးရွာမှာစစ်ကောင်စီရဲ့လျှက်စစ်အင်ဂျင်နီယာတပ်စခန်းလည်းရှိပါရယ်ရှင်။ဆက်လက်ပြီးအေယာဝတီတိုင်းညောင်တုံးမြို့နယ်ကျုံတမာကျေးရွာအုပ်စုပဲယုံစိတ်ကျေးရွာကစစ်တပ်ထောက်ခံသူယာယီမှုဟာပြီးခဲ့တဲ့ဧပြီလ9ရက်နေ့က ဈေးလာဝယ်တဲ့လူငယ်နှစ်ဦးကိုမပြန်သေးဘူးလားလို့မေးမြန်းရမှာကိုနှုတ်ပြန်လို့ဆိုပြီးအသင့်ဆောင်ထားတဲ့ဓာတ်နဲ့ပြေးထိုးခဲလို့လူငယ်တက်ဦးဓာတ်ထိုးခံရပြီးစေယုံမှာညရင်ချင်းစေကူတမှုခံယူခဲ့ရတယ်လို့ဒေတာခန့်တွေရဲ့ပြောပြချက်အရသိရပါတယ်။ဓာတ်ထိုးခံရတဲ့လူငယ်ဟာချောင်းဝကြေးဝါကဖြစ်ပြီးပဲယုံစိတ်ကြေးဝါမှာရှိတဲ့နာရင်အိတ်အနီးကဈေးဆိုင်ကိုညကိုနိုင်ခန့်အချိန်မှာဈေးဝယ်ပြီးအပြန်နာရင်အိတ်ရောက်ရှိနေတဲ့ကြေးဝါအုပ်ချုပ်ရေးမှုက ဓာတ်နဲ့ထိုးခဲ့တာဖြစ်တယ်လို့လည်းသိရပါဗျ။မင်းတို့မပြန်သေးဘူးလားလို့မေးတော့ကောင်လေးကပြန်တော့မှပြောတာ။အခုပြန်ဆိုပြီးသူကဟောက်တော့အကိုလောက်သူကဘာဖြစ်လို့လဲကျွန်တော်ညီပါမလို့လဲလို့ပြန်ပြောတာကိုဓာတ်နဲ့ပြေထိုးတာလို့ဒီအကြောင်းကိုသိတဲ့ဒေတာကန်အမျိုးသားတအုပ်ကပြောပြပါဗျ။အဲ့လိုဓာတ်နဲ့ထိုးပြီးချိန်မှာတော့သူကအရင်သက်ဆိုင်ရာကိုဖုန်းလက်ဆက်လမ်းတိုင်လိုက်သေးတယ်လို့လည်းသူကဆက်ပြောထားပါဗျ။ဓာတ်ထိုးခံရတဲ့လူငယ်ဟာ ချောင်းကြီးတိုက်နယ်စေယုံမှာညရင်ချင်းစေကူတောက်မှုခံယူလိုက်ရပြီးဓာတ်ဒဏ်ရာအတွက်လက်ဝါကို16ချက်ချုပ်လိုက်ရတယ်လို့သိရပါဗျ။ငွေကြက်9သိန်းပေးပြီးချေအေးခိုင်းတယ်လို့လည်းသိရှိရပါဗျရှင်။စစ်တပ်ထောက်ခံသူယာအိမ်မှုမှာကိုတောက်အောင်စုခေါ်ကိုတက်ဖြစ်ပြီးစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုမကြခဏခေါ်ဆောင်လာလိရှိတဲ့အပြင်စက်ပွဲလှုပ်တာမြင်းပွဲလှုပ်တာတွေလှုပ်လေရှိပြီးကျေးရွာအတွင်းမှာလည်းစစ်တပ်နဲ့ချင်းချောက်တာတွေရှိတယ်လို့သိရပါဗျ။ လန်ခင်းမို့ကြက်ပွဲလာလုတဲ့ပတ်စံတွေလဲသူပဲအကုန်ယူသွားတယ်။အဝေမတဲကြလို့အခုတော့ကြက်ပွဲကဖျားကုန်းရွှေ့သွားပြီလို့လဲဒေတာကန်တဦးကပြောပြထားပါဗျ။လက်ရှိမှာကျုံတမာကျေးရွာယာအိမ်မူကိုတတ်အောင်စုဟာညောင်တုံးမျိုးပေါ်မှာလဲစစ်ကောင်စီရဲ့ပြည်သူ့လုံခြုံရေးအဖွဲ့စစ်တင်နှန်းအတွက်တင်နှန်းမှုလုပ်နေတယ်လို့စုံစမ်းသိရှိရပါတယ်ရှင်။ဒီနေ့ညနေခင်းကနောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့ဘကိုးတိုင်းတာယာဝရီခရိုင်အုတ်ဖုံမြို့နယ်မှာ လူငယ်တွေကိုစစ်မှုထံခိုင်းရန်ပေါ်တာဆွဲဖမ်းဆီးရမှာပါဝင်နေတဲ့ယာအိမ်မူသူစော်တီကောင်းဆောင်ဖိုးဖြူပြစ်ခတ်ခံရပြီးတေဆုံသွားကြောင်းမြေအောက်ပျောက်ကြားတပ်ဖွဲ့အုပ်ဖို့မျိုးမှတာဝန်ရှိသူတို့ကပြောပါတယ်။မနေ့ကဧပြီလ၈ရက်နေ့မိုးလယ်တနာရီ24မိနစ်အချိန်မှာအုပ်ဖို့မျိုးနဲ့တရက်နှစ်ဖြားလိန်အုပ်စုပေါင်းတယ်စုရွာနေပြူကောင်းဆောင်ယာအိမ်မူဖိုးဖြူကခမာယာ၆တိမ်မြုပ်ရွာမှာဆိုင်ကယ်နဲ့တအူးရဲပြန်လာစဉ်ပေါင်းတီစု ကျေးရွာအနီးလမ်းမပေါ်အရောက်မှာတာယာဝရီခရိုင်တက်ရင်3800နှစ်တက်ခွဲလေးမြေအောင်ပြောက်ကြားတက်ခွဲအုပ်ဖို့ရဲ့ရဲဘော်များကပြစ်ခတ်ရှင်းလင်းခဲ့ရာဦးကောင်းကြည်တချက်ထိမှန်ကတည်ဆုံသွားကြောင်းသိရပါတယ်။ဖိုးဖြူကစကားခါတွေကိုသူ့အိမ်မှာဝိုင်းထိုင်ဧကန်ကအပြင်ကနေကင်းတွေချထားပြီးတော့ရွာကိုမိရှို့မဲ့ချင်းချောက်လို့ဖုန်ကြီးရောပြည်သူတွေရောရှောင်နေကြရတာအဲ့ဒီအချိန်မှာသူကအိမ်နေထဲကပစ္စည်းတွေကိုလည်းအကုန်ယူတယ် ုပ်ကြီးမရှိတော့သူကစကားခါရီနဲ့ပေါင်းပြီးအကုန်လုံနေတာရာအိမ်မူလဲသူပဲပြူကောင်းဆောင်ဆိုလဲသူပဲသူပဲအကုန်လက်ညိုထိုးပြနေတာပါလို့ညီအောင်ပြောက်ကြားတက်ဖွဲ့အုပ်ဖို့မြို့မှတာဝန်ရှိသူတို့ကပြောပါတယ်တည်ဆုံသွားတဲ့ပြူစောတိကောင်းဆောင်ဖို့ဖြူကတော်လန်ရဲရဲဘော်ရဲ့အချက်လက်ကိုစုံစမ်းထောက်လန်းကစစ်ကောင်စီတပ်သားတွေထံတင်ပို့ခြင်းလူငယ်များကိုပေါ်တာဆွဲဖမ်းဆီးနေတဲ့စစ်သားရဲတွေကိုသူ့ရဲ့နေအိမ်မှာအဲ့ခံကျွေးမွေးကပြည်သူတွေရဲ့နေအိမ်များမှာ ပစ္စည်းများခိုးယူကင်ခြင်းမိရှို့ရန်ချိန်ချောက်ခံခြင်းများလှုပ်ဆောင်နေတာကြောင့်အခုလိုအရေးယူလိုက်တာဖြစ်တယ်လို့လည်းအတိပေးထားပါတယ်။မြေအပြောက်ကြားတပ်ဖွဲ့အနေနဲ့ပြည်သူများနဲ့တော်လန်ရေးတပ်ဖွဲ့တွေကိုဒုက္ခပေးနေကြတဲ့စစ်ကောင်စီနဲ့စစ်ကောင်စီတောက်တိုင်တွေကိုအချိန်မြင့်တိုက်ခိုက်သွားမည်ဖြစ်၍ပြည်သူများအနေနဲ့၎င်းတို့အနီးသွာလာနေထိုင်ခြင်းများလုံးဝလုံးဝမပြုကြရန်အတိပေးထားပါရဲ့ရှင်။ဒီကနေ့ညနေခင်းရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါ။ ပြည်သူအားလုံးကိုစိတ်နှပြကျမ်းမာချမ်းသာပြီးဆရာနာရှင်စနစ်ဆိုလက်အောက်ကနေအမြန်ဆုံးလွတ်မြောက်ကြပါစေရှင်။